မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 31ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်တရက်ကွာရွာပြူစောထီစခန်းကရိတ်ခါပြတ်ပြီးတော့ငတ်နေတဲ့ပြူစောထီတွေအတွက်စစ်ကောင်စီအုပ်စုကလေရင်နဲ့ခြားပေးတဲ့ရိတ်ခါတုပ်တွေကိုတော်လိုင်းတပ်ဖွဲ့တွေကသိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီအုပ်စုကလေရင်နဲ့ရိတ်ခါတုပ်တွေခြားပေးမှာကိုကြိုးတင်သတင်းရတဲ့အတွက်ရွာအပြင်ကနေစောင့်ဆိုင်းပြီးတော့ကောက်ယူသိမ်းဆည်းနိုင်ခဲ့တာဖြစ်တယ်လို့ GOE Revolution Force အဖွဲ့တာဝန်ကမုံဆိုးကပြောပြထားပါ ါတယ်။ဩဂတ်လ30ရက်နေ့နေ့လယ်2နာရီခန့်ကစတင်ပြီးတော့တရက်ကွာရွာပြူစောထီးစခန်းအတွက်စစ်ကောင်စီအုပ်စုက112အမျိုးအစားထောက်ဖို့လေရင်ပေါ်ကနေပြီးတော့လေထီးနဲ့ရိတ်ခါတုပ်90ခန့်ကို၉ချိန်ခန့်ကျဲချပေးခဲ့တာဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေကကြေးရွာအပြင်ကနေပြီးတော့အသည့်ဆောင်ဆိုင်ပြီးရိတ်ခါတုပ်တွေကိုကောက်ယူနိုင်ခဲ့တာကြောင့်ရိတ်ခါတုပ်12ထုပ်ခန့်ကိုတိမ့်စီရမိခဲ့တယ်လို့ဆိုပါတယ်112ဆဝဲပြီဆိုကြတဲ့ကကျွန်တော်တို့အနေနဲ့သတင်းအနှဲငယ်ရရှိထားတယ်ဗျကျွန်တော်တို့အနေနဲ့ကရွာကိုတဖြည်းဖြည်းချင်းအစကတည်းကကတ်ထားတာလည်းရှိတယ်ဗျအဲ့ဒီလိုနဲ့ရွာစမ်းမှာကတ်နေတာဗျ ရိတ်ခါတွေတော်တော်များများကရွာပြင်မှာလဲကြတာတွေရှိတယ်ရွာပြင်ကြတာတွေကိုတော့ရှင်းလင်းရေးဝင်ပြီးတော့တိုင်းစီရရှိခဲ့တာဘောလို့ GOE Revolution Force အဖွဲ့ကတာဝန်ခံမုတ်ဆိုးကပြောပြထားပါတယ်ရိတ်ခါတို့တွေထဲမှာဆန်ပဲဆန်ငချောက်စေးလိမ့်နဲ့အတင်းစား စံပြုတ်ထုတ်တွေလည်းပါရှိပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေကဆက်နှထုတ်သိသိရမိခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီအုပ်စုလေရင်နဲ့ရိတ်ခါဒုတ်တွေကျဲချတဲ့အချိန်မှာရိတ်ခါဒုတ်တွေကောက်ဖို့အတွက်ကျေးရွာအပြင်ဘက်ကိုထွက်တဲ့ပြူစောထီတွေကိုလည်းတော်လိုင်းတပ်ဖွဲ့ဝင်တွေကအသိဆောင်ဆိုင်ပြီးတော့တိုက်ခိုက်ခဲ့တာကြောင့်ပြူစောထီတွေအထိကရှိကရွာထဲကိုပြောင်းဝင်ပြေးသွားတယ်လို့ဆိုပါရယ်တော်လိုင်းတပ်ဖွဲ့တွေကတရက်ကွာရွာပြူစောထီစခန်းကိုရိတ်ခါဖြတ်တောက်ထားတာဟာတနစ်ခန့်ကြာပြီးဖြစ်တာကြောင့်စစ်ကောင်စီအုပ်စုနဲ့ပြူစောထီတွေဟာရိတ်ခါပြက်လက်ကငတ်ပြတ်နေကြပြီး ဟင်းဒီဟိရက်တွေနဲ့ငပြောဦးထန်းဦးတွေကိုသာအဓိကစားသုံးနေရတယ်လို့အဲ့ဒီရွာကထွက်ပြေးလာတဲ့သူတွေကပြန်လည်ပြောပြခဲ့ပါတယ်။စိတ်ကောင်းစီအုပ်စုလေရင်နဲ့ချပေးတဲ့ရိတ်ခါတို့တွေအသင့်ဆောင်ဆိုင်ကောက်ယူမှုကို GOE Revolution Force ဒါမင်းကြီးအဖွဲ့ဘိုလင်းမွေအဖွဲ့နဲ့ဘိုးစတိအဖွဲ့မြိုင်ပါကဖတက်ခွဲလေးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။တရက်ကွာရွာအပဝင်မြိုင်နဲ့မကွေးတိုင်းနဲ့ကစစ်ကောင်စီအုပ်စုနဲ့ပြူစောတီးတွေဟာလက်နက်အားကိုနဲ့ရွာစဉ်ပတ်မွေလူသက်လူရက်မိရှုကခိုးရပါပြည်စည်းတွေနဲ့စားတောက်နေကြတာဖြစ်ပြီးတော့ တော်လိုင်းတက်တွေကနယ်မြေတွေပုံမဆိုးမလာနိုင်တာနဲ့အမျှစစ်ကောင်စီအုပ်စုနဲ့ပြူစောတီတွေဟာတခြားရွာတွေမှာစီးနှင်းဝင်းမွေလူရက်ခိုးယူတာတွေကိုမလုံဝန်းတော့ဘဲနဲ့ပြူစောတီတွေရိတ်ခါပြတ်ပြီးတော့ငတ်နေကြတာလို့မြိုင်နယ်ကဒေသခံတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့သကိုင်းတိုင်းကတာခရိုင်အင်းတော်မြို့ကိုအလုံးစုံသိမ်းပိုက်ရရှိဖို့အတွက်တော်လိုင်းတပ်တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့စစ်ကောင်စီအုပ်စုကဂျပန်နိုင်ငံကုန်းနဲ့မြို့မှာဖုန်ကြီးကြောင်းနှစ်နေရာမှာခိုအောင်ကခုခံနေစေဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်းတော်မြို့သိမ်းတိုက်ပွဲကိုဩဂတ်လ16ရက်နေ့မှာစတင်ဖော်ဆောင်တာဖြစ်ပြီးတော့လက်ရှိမှာတိုက်ပွဲကာလ16ရက်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ဖြည်းဖြည်းချင်းစီတိုက်နေတာဒီလိုမျိုးဆိုတော့တိုက်လိုက်နားလိုက်ပဲလက်ရှိမှာတော့စစ်ကောင်စီတပ်တွေကစစ်တပ်ကုန်းဂျပန်နိုင်ငံကုန်းရဲ့မြို့မှာဖုန်ကြီးကြောင်းမှာ အဲ့ဒီနားမှာပဲရှိနေသေးတာပေါ့ကျန်တဲ့နေရာတွေကတော်လိုင်းအင်အားစုတွေကတိတ်ပိုက်ထားပြီးပြီလို့ အင်းတော်မျိုးနယ်စီရေးသတင်းရေးမြစ်တကူကပြောပြထားပါရယ်အင်းတော်မျိုးရဲစခန်းအပါဝင်မြို့တွင်းကစစ်ကောင်စီအုပ်စုအထိုင်စခန်းတွေကိုတော်လိုင်းတပ်တွေကသိမ်းပိုက်ရရှိထားပြီးတော့လက်ရှိမှာအင်းတော်မျိုးလုံးကျွတ်သိမ်းပိုက်ရရှိဖို့အတွက်ဂျပန်လှိုင်ကူကုန်းနဲ့မြို့မှာဖုန်ကြီးကျောင်းအထိုင်စခန်းနှစ်ခုသာကြန့်ရှိတော့တယ်လို့ဆိုပါရယ်အင်းတော်မျိုးသိန်းတိုက်ပွဲကိုအမတ်တဲစစ်တီသားကဥဆောင်တိုက်ခိုက်နေတာဖြစ်ပြီးတော့အင်းတော်မျိုးနဲ့ပုံမှန်ကန်အကွာမှာရှိတဲ့နဘာလန်းဆောင်ကစစ်ကောင်စီအုပ်စုရဲ့အထိုင်စခန်းကိုတော်လိုင်းတပ်တွေကသိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့အင်းတော်နဲ့ကချင်ပြည်နယ်အဆက်မှာရှိတဲ့မော်လူးမျိုး ကိုလည်းတော်လိုင်းတက်တွေက1027ဆစ်စီရေပထမလှိုင်းကလေးက2023ခုနှစ်နိုဝင်ဘာလကလေးကတိတ်ပိုက်ထားတာဖြစ်တယ်လို့သိရပါဗျ။လက်ရှိအင်းတော်မျိုးနယ်တစ်ခုလုံးမှာမြို့ပေါ်မှာဒါစိတ်ကောင်းစီအုပ်စုတွေကြံတော့တယ်လို့သိရပါဗျ။အင်းတော်မျိုးဟာရွှေဘုံမြေကြီးနားလမ်းပေါ်မှာတည်ရှိပြီးတော့မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတာကြောင့်ကားလန့်နေပိတ်ကခရီးသွားကားတွေနဲ့73စီကားတွေပိတ်မိနေတယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ရမ်းဖိုးရွာအနီးမှာအကြမ်းဖက်စစ်တပ်ရဲ့ခြေချင်းစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ31ရက်နေ့မနက်9:30မိနစ်အချိန်တနင်္သာရီမြို့နယ်ဇဝဲကြီးရွာအခြေစိုက်ခမရ996တရင်ကအင်အားတရာခန့်နဲ့တနင်္သာရီမြို့ဘက်ကိုခြေချင်းရှောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုရမ်းဖိုးကြီးရွာအနီးအရောက်မိုင်းနဲ့ကျင်းဆွဲပြီးတော့တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီ ချက်ကြောင်းဟာရန်ဖို့ခြေရွာအနီးမှာရပ်တန့်နေတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုဗိတ်ပြည်သူကာကွယ်အဖွဲ့ပကဖနဲ့တနင်္လာရုံးမှပြည်သူကာကွယ်အဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်ရဲဘော်များအနေနဲ့လုံခြုံတဲ့နေရာကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်ဒါ့အပြင်ဩဂတ်လ30ရက်နေ့မနက်ပိုင်းမှာဘိတ်မျိုးဘက်ကနေတက်လာတဲ့ရိတ်ခါတင်ကားတစ်စီးကိုဗိတ်ပြည်သူကာကွယ်အဖွဲ့ပကဖနဲ့တနင်္လာရုံးမှအဖွဲ့တို့ပူးပေါင်းပြီးတော့ဘန်လုံမော့ခြေရွာအုပ်စုချောင်းညီကိုရွာအနီးမှာတစ်ကြိမ် ရန်ဖိုရွာအနီးမှာတကြိမ်နှစ်ကြိမ်မိုင်းဆွဲတက်ခတ်ရာလက်နိုင်ငယ်များနဲ့ပြတ်ခတ်ခဲ့တယ်လို့သိရပါတယ်။လက်တလုံးမှာဗိတ်တနင်းသာရီမြို့လမ်းမကြီးတလျှောက်စီရဲတင်းမာမှုများရှိနေပြီးတော့ပြည်သူများအနေနဲ့ကားမှန်များကိုဖွင့်ပြီးမောင်းနှင်ခြင်း၊ကုန်ကားများ၊တာလပတ်များဖွင့်ပြီးတော့မောင်းနှင်ခြင်းတို့ကိုလှုပ်ဆောင်ပေးပါရန်ခရီးသည်တင်ကားများညနေ6:00နာရီကနေမနက်6:00နာရီအတွင်းသွာလာခြင်းများကိုမပြုလုပ်ကြရရင်လည်းစေကောင်းစီရင်နှန်းများနဲ့မိကတ်စွာသွာလာခြင်းများကိုရှောင်ကျဉ်ကြရန်တော်လိုင်းတပ်ဖွဲ့များကသတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ ARD တိုင်းကျုံကျော်မျိုးကတေစာလမ်းမှာနေထိုင်တဲ့လူငယ်တယောက်ကိုရက်ွက်အုပ်ချုပ်ရေးမှုကဖမ်းဆီးပြီးတော့အကြမ်းဖက်စစ်ကောင်စီလက်ထဲကိုအနှံလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖမ်းဆီးခံရတဲ့လူငယ်ဟာကြောင်းစီယာဖြစ်ပြီးတော့အာဏာသိမ်းပြီးတဲ့နောက် ចောင်းសៀរအလုတ်ကနေထွက်ကစိုက်ပြိုးရေးနဲ့မွေးမြူရေးပဲလှုပ်ဆောင်နေခဲ့သလိုအကြမ်းမဲ့စစ်တပ်ကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်စစ်မှုထမ်းစီးရဲနဲ့မှာပါလို့ရှောင်နေတာကိုအုပ်ချုပ်ရေးမှုကလိုက်ရှာပြီးတော့ဖမ်းဆီးကအကြမ်းမဲ့စစ်တပ်လက်ထဲကိုအပ်လိုက်တယ်လို့သိရပါတယ်ចောင်းសៀរကအလုတ်ထွက်တာကြားပြီးအဲ့ဒါကို CDN လုထားတယ်ဆိုပြီးတော့အုပ်ချုပ်ရေးမှုကစစ်မှုထမ်းစီးရဲနဲ့ကိုထည့်လိုက်တာနောက်ပြီးတော့သူရှောင်တဲ့နေရာကိုစုံစမ်းပြီးတော့လိုက်ဖမ်းပြီးတော့ကိုအကြမ်းဖက်စစ်ကောင်စီလက်ထဲကိုအပ်လိုက်တာလို့ចောင်းសៀរနဲ့နီးစပ်သူတအူးကပြန်လည်ပြောပြခဲ့ပါတယ်နေ့လယ်ပိုင်းမှာအဲ့ဒီចောင်းសៀរကနေထိုင်တဲ့နေရာကို အုတ်ချုပ်ရဲမှုကရောက်လာပြီးတော့သူ့လူတွေနဲ့ဝိုင်းပြီးဖမ်းဆီးသွားတာပြီးတော့အချမ်းဘက်စစ်တပ်လက်ထဲကိုစစ်မှုထမ်းဖို့ဆိုပြီးတော့ထည့်ပေးလိုက်တာလို့ကြောင်းစရာနဲ့ရင်းနှီးတဲ့သူတို့ကဆက်လက်ပြောပြခဲ့ပါတယ်အချမ်းဘက်စစ်ကောင်စီကမြန်မာနိုင်ငံအတွင်းမှာအသက်18ကနေပြီးတော့အသက်35နှစ်ကြာလူငယ်တွေကိုစစ်မှုထမ်းဖို့ပြည်သူစစ်မှုထမ်းဥပဒေကိုအမိန့်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာအခုခါမှာတော့အသက်60ကျော်လူကြီးတွေကိုပါပြည်သူအုတ်ချုပ်ရဲအဖွဲ့ဖွဲ့ခိုင်းပြီးတော့စစ်တပ်နန်းတွေပို့ချနေတယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်အမှတ်3လမ်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကအုပ်စုဖွဲ့ပြီးတော့ဆိုင်ကယ်များဆိုင်ကယ်ဘေးတွဲများကိုဖမ်းဆီးဆစ်ဆီးပြီးတိမ့်ဆီးမှုများကိုလုံဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဩဂတ်စ29ရက်ကစတင်ပြီးတော့လက်နက်အပြည့်အစုံနဲ့ကင်ဆောင်ထားတဲ့ယူနီဖောင်းဝတ်စစ်သားများနဲ့အရက်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များကအမှတ်3လမ်းမကြီးပေါ်မှာဖြတ်တန်းသောများဆိုင်ကယ်များဆိုင်ကယ်ဘေးတွဲများကိုတားဆီးကစီးနေတဲ့လူတွေကိုရိုက်နှက်ဖမ်းဆီးတိမ့်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အမှတ်3လမ်းမှာစစ်သားတွေအုပ်စုလိုက်လက်ကင်းပုံစံမျိုးနဲ့ တွေ့သမျှစပိန်ဆိုင်ကယ်ဘေးလွဲတွေကိုအကုန်သိမ်းယူနေတယ်စီးနေတဲ့သူတွေကိုပါရိုက်နှက်ပြီးတော့ဟိတ်ဟောက်သွားတယ်ရန်ကုန်မှာဆိုင်ကယ်စီးခွင့်မရှိဘူးဆိုပြီးတော့ငွေညစ်တယ်ငွေညစ်လို့မရရင်သိမ်းသွားတယ်လို့ဆိုင်ကယ်အသိခံရတဲ့ပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲဘကိုးတိုင်းတောင်ကုန်ခရိုင်အုတ်တွင်းမြို့နယ်မှာလည်းဆိုင်ကယ်များကိုစစ်တပ်ကစစ်ဆေးဖမ်းဆီးပြီးတော့စီးနေတဲ့သူတွေကိုပါဖမ်းဆီးကငွေညစ်ချင်းငွေမပေးနိုင်တဲ့သူတွေကိုဆိုင်ကယ်သိမ်းပြီးတော့စစ်မှုထမ်းအဖြစ်နဲ့တပ်သားတဲ့စုဆောင်ခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်အုတ်တွင်းမြို့နယ်ကျွဲပွဲရဲစခန်းနဲ့ အုတ်တွင်းရဲစခန်းတော်တော်လေးကိုအချိန်နေဆုံးနေတယ်ဆိုင်ကယ်တွေလည်းဖမ်းတယ်လူတွေလည်းဖမ်းတယ်အသက်40နဲ့အထက်ဆိုရင်အနည်းဆုံး5သိန်းပေးမှပြန်လွှတ်တယ်လူငယ်ဆိုရင်ဆိုင်ကယ်လည်းသိမ်းတယ်စစ်တပ်နှမ်းချောင်းကိုတန်းပို့တယ်အခုဆိုစခန်းဂိတ်ထဲမှာထိုင်နေရင်းနဲ့မထင်မထင်သလိုသွားနေတဲ့ဆိုင်ကယ်ကိုတားစခန်းထဲကိုမောင်းသွင်းလိုက်တယ်ဖမ်းချုပ်ငွေပေးရင်တော့နောက်ဘက်ကနေပြန်လွှတ်ပေးတယ်လေထဲကိုအလုတ်သွားလုတ်တဲ့လူငယ်တွေကိုလည်းလမ်းပေါ်ကနေစောင့်ဖမ်းတယ်စစ်တပ်နှမ်းကိုပို့တယ်အဆက်အသွယ်ကောင်းလို့လိုက်နိုင်အောင်မှအနည်းဆုံး350ဝန်းကျင်လောက်ကုန်ကြတယ် ဖြူဇေယဝတီညောင်ချတော့မှာဖမ်းတာကကျွဲပွဲစခန်းနဲ့အုတ်ပင်းစခန်းကိုမမိဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ဒါအပြင်လက်တလုံးမှာဘကိုးတိုင်းအတွင်းမှာစစ်တပ်ကလူငယ်များကိုစစ်မှုထမ်းရန်အတွက်တပ်သားတစ်အဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးမှုများဇက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းကော့တောင်းခရိုင်ခမောက်ကြီးမြို့နယ်ချောင်းဝကျေးရွာအနီးမှာရှိတဲ့မီးသွေးလုတ်ကင်နေတဲ့ပြည်သူ၅ဦးကိုစစ်တပ်ကဖမ်းဆီးပြီးတော့ရာဘာဂိုဒေါင်တလုံးအပါအဝင်လူနေအိမ်များမီးသွေးပုံအဆောက်များကိုစစ်တပ်ကမီးရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ29ရက်နေ့မွန်းလွဲတနာရီမိနစ်40အချိန်ကအင်အား60ခန်းနဲ့ခမောက်ကြီးမြို့နယ်ချောင်းဝကျေးရွာအနီးမှာရှိတဲ့ဒေသခေါ်နံမဲ့1ချောင်းအတွင်းကိုဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားများဟာမီးသွေးဖို့လုပ်ငန်းလုပ်ကင်နေသူ၅ဦးကိုစစ်တပ်ကဖမ်းဆီးပြီးတော့ရာဘာဂိုဒေါင်တလုံးအပါအဝင်လူနေအိမ်များမီးသွေးဖို့အဆောင်များကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ယခုအချိန်ထိကိုမလိဝမ်းနဲ့ရှမ်းကူဒေသအတွင်းမှာရှိနေသေးတယ်လို့သိရပါတယ်။လူနေအိမ်က၄၅၆လုံးလောက်ပဲပါမယ်။မီးသွေးပေါင်းအဆောင်ကအနည်းဆုံး၃ဆောင်လောက်ပါမယ်။အလုံးကြီးကပြောလို့မရဘူး။အဆောင်တစ်ဆောင်ကိုနှလုံးပဲရှိတယ်။ ၃လုံးတွဲလဲရှိတယ်တချို့ကြတော့လဲ၄လုံးတွဲရှိတယ်အဲ့ဒီချောင်းထဲမှာကအိမ်ကတိတ်ပြီးမြမဆဆမရှိဘူးအိမ်က၄၅၀လုံးလောက်ပဲရှိတာသူတို့ကယာယီနေထိုင်တဲ့သူတွေမဟုတ်ဘူးနှစ်ရှည်ရွှေ့ပြောင်းပြီးတော့နေထိုင်လောက်ကန်စားတောင်းနေကြတဲ့သူတွေအဲ့ဒီမှာနေထိုင်ပြီးတော့အလုပ်လုပ်ကန်နေကြရတာပြီးတော့ rubber ကိုတောင်တလုံးလဲပါတယ်လို့ဒေတာနေပြည်သူတို့ကပြောပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်သားများဟာဩဂတ်စ24ရက်ကစတင်ပြီးတော့ခမောက်ကြီးမြို့အခြေစိုက်တိုင်ရင်ကနေထွက်လာပြီးတော့ မလီဝမ်းဒေသနဲ့ရှမ်းကူးရွာဒေသတွေဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာကလမ်းသွားလမ်းလာများကိုစစ်ဆေးခြင်းကင်းမုတ်ဝစ်ချင်းတို့ကိုလုံဆောင်နေခြင်းဖြစ်တယ်လို့သိရပါဗါးလမ်းဘေးမှာဂိတ်ချပြီးတော့လမ်းသွားလမ်းလာတွေကိုစစ်ဆေးတာတွေရှိတယ်လမ်းဘေးမှာကင်းမုတ်ဝစ်တာတွေလုတာတွေအဲ့ဒီမလီဝမ်းနဲ့ရှမ်းကူးဒေသကတောတောင်တွေကိုလိုက်ပြီးတော့နေနေရှင်းလေးတွေလုံနေကြတာပေါ့နီးဆက်ရဥယျာဉ်ခြံတွေထဲမှာလည်းလိုက်ပြီးတော့စစ်စေးမင်းများတာတွေကိုလည်းလုတ်တယ်လမ်းမှာဂိတ်ချစစ်ဆေးတဲ့နေရာမှာလည်းယောက်ျားလေးတွေဆိုရင်တကူလုံးကိုရှာဖွေတယ်ဖုန်းတွေလည်းဆက်တယ်တချို့ဆိုရင်တ냐လောက်တူတူနားမှာထိုင်ခိုင်းတာမျိုးရှိတယ် ဘယ်ကုန်မှပေးမသွားပဲနဲ့စစ်ဆေးတဲ့နာတညာလုံးဘဲမှမသွားနဲ့ဆိုပြီးတော့ထိုင်ခိုင်းတာမျိုးလည်းရှိတယ်လို့ဒေသနေပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ